င်္ဂလာပါရှင်တည်တည်နေထောင်စားတဲ့ချင်းချင်းလေးရသည်ဥရပုံရယ်အဲ့တော့တည်တည်ထောင်စားပါမယ်ရှင်တည်တည်ကတော့ထိုင်းနိုင်ငံမှာအများဆုံးကလေအဲ့ဝါဝါလေးပဲရတယ်ချင်းချင်းလေးချင်းတော့ချင်ပါတယ်ဒါပေမဲ့ဝါဝါလေးတွေပဲရရနေတော့ကလေရတဲ့ဟာပဲတောက်စားလိုက်တော့မရှင်ဆိုပြီးတော့တည်တည်ကိုကျမကဖိနှိဖြက်ပြီးတော့ရင်းထဲမှာစိန်နိုင်တနိုင်တော့အစင်းလာမှဆိုလို့ပြီးတော့မှတည်တည်ကိုအခုလိုမျိုးနေခွာလိုက်ပါတယ်ရှင် ခွန်ပြီးသွားတယ်ဆိုရင်တော့တရတိကိုဓာတ်နဲ့ပောက်ပါတယ်ဓာတ်နဲ့ပမှတ်လေးကိုပောက်ပါတယ်ရှင်လက်ထီမှလည်းကြောက်လို့သတိထားပြီးတော့ပောက်ပါတယ်ရှင်တရတိလေးကိုပောက်လိုက်ဓာတ်နဲ့လှီချလိုက်ပောက်လိုက်ဓာတ်နဲ့လှီချလိုက်ဂျင်မောင်မြတ်ဆန်လောက်ရတာပေါ့ရှင်နောက်ဆုံးကြတော့အများကြီးပဲရလာတာပေါ့ရှင်ကဲထောင်းမယ်ကျမတို့ထောင်းကျင်တယ်ဒါကတော့ကျမရလာတယ်တင်းသေးအနေထားလေးပဲသူ့ထောင်းမယ်ပေါ့နော်ပြီးရော ပြန်သီးထောင်းရံအတွက်ရင်တွေလေးစိတ်နာပြစုံကြပါပြစုံကြကိုစုံနှဲထည့်ပြီးတော့နည်းနည်းလေးကွဲထွက်သွားရံအတွက်ကျွန်မဒီမှာအရင်ဆုံးစပြပြစုံကြကိုထောင်းလိုက်ပါတယ်ရှင်မြေပဲမရှိတဲ့အတွက်ဒီနေ့ကမြေပဲယူပဲထည့်မယ်မြေပဲယူနှစ်ခုကိုမွအောင်အရင်ဆုံးထည့်ပြီးတော့မှသာ ဖွားဖွားလေးထပ်ပြီးတော့နောက်သုံးခုထပ်ထည့်ပြီးထားမယ်အခုတော့ဒါလေးကိုမွရန်အတွက်နှစ်ခုထည့်လိုက်တယ်ရှင်နှစ်ခုထည့်ပြီးတော့သူ့ကိုနည်းနည်းလေးကြည်ညံ့အောင်ကျွန်မထောင်းလိုက်တယ်နည်းနည်းမှုံမှုံလေးလိုချင်တယ်ပြီးတော့အခဲလေးလည်းလိုချင်တယ်နှစ်မျိုးလိုချင်တယ်ဒါကြောင့်မို့ပထမအုပ်စုကိုတော့ညံ့အောင်ဒီပြဇွန်ကြောင်းနဲ့တူကျွန်မထောင်းလိုက်တယ်ညက်သားနဲ့အနေထားဆိုရင်တော့ကျန်တဲ့၃ခုเนาะဒါကမြေပဲယူပါเนาะမြေပဲယူပါတခြားနဲ့ထိုးပြီးသားမြေပဲယူပါအဲ့ဒါကိုကျွန်မဒီမှာ၃ခုလောက်ထည့်လိုက်ပြီးတော့ဒီမှာထပ်ထောင်းလိုက်တယ် ထဉ္ညရင်အစင်းနဲ့မျက်နှာပါတယ်ထဉ္ညရင်ကိုလည်းသူ့ထဲကိုကျမက၄စွန်းလောက်ထည့်လိုက်တယ်၄စွန်းဆိုတာက tea spoon နဲ့ပါနော် tea spoon နဲ့၄စွန်းထည့်လိုက်တယ်နောက်ပြီးတော့ဒါကထိုင်းကပိရေပါထိုင်းကပိရေအိမ်မှာမြင်းရင်ရှိတော့အောင်ထိုင်းကပိကိုတစ်စွန်းငွဲလောက်ကျမထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ကျမကဒီမှာငြုံတီးမှုန်ကြိုက်တယ်အဲကြောင့်ငြုံတီးလောက်မှုန်ထည့်တယ်တစ်စွန်းငွဲလောက်ထည့်လိုက်ပါတယ်မိမိအစစားနိုင်တဲ့လောက်ချိန်ဆပြီးတော့ထည့်နိုင်ပါတယ်ပြီးတော့အလုံးတမရန်အတွက်အခုလိုမျိုးနေအာ ထောင်ပေးရပါတယ်ရှင်ကျမကမြေပဲဦးနဲ့ထောင်တာပါနော်မိမိကမြေပဲဦးရှိဆိုမြေပဲလေးနဲ့ထောင်ကြည့်မယ်ဆောက်ကောင်းနေရှင်မြေပဲဦးကပုံဆောက်ကောင်းတယ်ပြီးတော့တရတီတရတီကချင်းချိုလေးပဲချိုရာတော့အရန်နေပါချင်းနေဘက်ကိုပို့သွားတယ်ရှင်အဲ့တရတီကိုတူတဲ့ကိုထည့်ပါတယ်ထည့်ပြီးတော့ရင်တက်တူနီလေးလေးလိဖြတ်ထားတာထည့်ပါတယ်ပြီးရင်တော့ဇွန်လေးတစ်ချောင်းကိုင်နေအခုလုံးလုံးလေးထောင်ပါတယ်ရှင် ရန်တင်မှုလေးကလည်းပုံနေတော့တည်သီးတောင်းလေးကိုအခုလိုမျိုးနေထောင်းထားတာပုံပြီးတော့ရတာရှိတယ်ရှင်။အကဲတည်သီးကိုဒီတိုင်းမဲ့ထည့်ပြီးတော့တုံးလိုက်မယ်ဆိုရင်တည်သီးကအေးအဲ့လောက်မထွက်ဘူးပေါ့နော်။ထောင်းလိုက်တော့တည်သီးရင်လေးကလည်းချင်းချိုးရင်လေးကလည်းထွက်လာတယ်ပြီးတော့ပြင်မှန်ရှိတဲ့အရာတာလေးကလည်းသူ့တွေဝင်သွားတယ်။ အာရပါရထောင်းပြီးသွားရင်ဆိုအာရပါမီးလိုက်တယ်မီးသွားပြီးတော့ဒီနေထားဆိုရင်အတော်ပဲအတော်ပဲဆိုတော့ထပ်ပြီးမှွေတယ်ထပ်ပြီးထဲ့တယ်ပါဇက်ထဲကိုလုံးဝရက်လို့မရအောင်ရှင်ဒါကတော့စိုင်းရင်အစင်းသိမ့်ဖြစ်တယ်ပြန်တီတောင်းလေးရရှိပါပြီရှင်ရတဲ့ဘူးကပူတာမဟုတ်လို့လှုပ်ရှားကြည့်ပါနော် thank you bye